အနာယူတော်ပြီဖြစ်တဲ့ဝိုင်းနောက်ခက်လူဂျူနီအဗန်ကိုတောင်းဝင်တိတခုပေးလိုက်တဲ့မန်ယူနိုက်တက်မန်ချက်စတာနဲ့တင်းရဲ့နောက်ဆုံးရသတင်းတွေရအကြသေးငါမှကစားမဘောကနေနောက်ယူတော်ပြီဖြစ်တဲ့ဝိုင်းနောက်ခက်လူဂျူနီအဗန်ကိုအတင်းရဲ့လူငယ်ကစားမတွေအငှားချထားရတဲ့အတွက်တောင်းဝင်တိတခုပေးရလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ဒါကစားမဟောင်းတွေကိုအတင်းရဲ့ဖွဲ့စည်းပုံနဲ့ပြန်လည်ခေါ်ယူခဲ့ပြီးအတင်းရဲ့ DNA ကိုပြန်လည်တိဆောက်လို့တဲ့မန်ယူရဲ့နီးပြူအသေးတခုရဲ့စိတ်ပိုင်းလေးဖြစ်ပါတယ်။ရောက်အယန်နဲ့ကစားမဂျူနီအဗန်ဟာအသက်38နှစ်အရွယ်ရှိပြီဖြစ်ပြီးသူကမန်ယူအကယ်ဒမီကနေထွက်ပေါ်လာတဲ့ထူးချွန်တဲ့ကစားမတစ်ဦးဖြစ်တယ်လို့ မယူတင်မှာနဲ့ချိန်တိုင်းနိုင်ကစားခဲ့ပူတဲ့သူလည်းဖြစ်ပါတယ်ပထမဆုံးနဲ့2006ခုနှစ်ကနေ2015ခုနှစ်ထိပါကူဆန်လက်ထက်မှာအဓိကကစားမတူဦးဖြစ်ပါဝင်ကစားခဲ့ပြီးပရီးမီးယားလိဂ်၃ချိန်ချန်ပီယံလိဂ်ဘလတ်၃ချိန်နဲ့ချားစုဘလတ်များစွာကိုရယူခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီ2023-2024မှာလည်းဒိုင်ယာပြဿနာတွေကြားကနေပဲအတင်းကိုဒုတိယချိန်ပြန်လည်ရောက်ရှိလာကအတွေ့အကြုံရှိတဲ့ခန်းစင်မှုဖြစ်ကူညီပေးခဲ့ပြီး ကစားမပွားရဲ့နောက်ဆုံးနေ့ရက်တွေကိုမန်ယူမှာပဲဂုဏ်ယူစွာအုံဆုံးခဲ့ပါတယ်ပြီးခဲ့တဲ့မေတာကလေးကကစားမပွားကနေနားယူသွားခဲ့ပြီးဖြစ်တဲ့ဂျော်နီအဗန်ကိုအခုတော့မန်ယူတင်းကသူ့ရဲ့အတွေ့အကြုံတွေအတင်းရဲ့ယဉ်ကျေးမှုကိုနားလည်မှုတွေနဲ့ခေါင်းဆောင်မှုအကြီးချင်းတွေကိုအတင်းအတွက်ပြန်လည်တုံးချတတ်ဖို့တောင်းဝင်ပေးလိုက်ပါတယ်ပြိုတင်းရဲ့တရားဝင် website ကနေလည်းဂျော်နီအဗန်ကိုလူငယ်ကစားမအငှားချထားရဲ့အကြီးအကဲဖြစ်တောင်းဝင်ပေးအပ်လိုက်ပြီးဖြစ်ကြောင်းတီးပြကြေညာခဲ့ပါတယ် ဒီအရုမအီဘဟာမန်ယူတင်းရဲ့ဘောလုံးရိုက်တာဝီကောနဲ့အတူပူပေါင်းဆောင်ရွက်ရမှာဖြစ်ပြီးအတင်းရဲ့လူငယ်ကျယ်ဝင်လေးတွေကိုတင်းတော်တဲ့အတင်းတွေစီကိုငှားချပြီးပွဲထွက်ခွင့်နဲ့အတွေ့အကြုံတွေပုံမရရှိကအတင်းတွေအကျိုးဖြစ်ထွန်းအောင်လှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ဒီအရုကလူငယ်ကစားသမားတွေရဲ့ဖွံ့ဖြိုးမှုတွေအလုံးရည်ကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဘောလုံးရိုက်တာဝီကောကတော့အီဘဟာမန်ယူတင်းအကယ်ဒမီကနေထွက်ပေါ်လာခဲ့ပြီးပထမတင်းမှာအောင်မြင်မှုတွေရယူခဲ့တဲ့အတွက်လူငယ်ကစားသမားတွေတက်စံထားရတဲ့ကစားသမားတယောက်ဖြစ်တာကြောင့် ယာရုနဲ့အံဝင်ကွင်ကြားဖြစ်လိမ့်မယ်လို့ယုံကြည်စွာပြောကြားခဲ့ပါတယ်။ဒီလိုမှယုံကစားမဟောင်းတွေကိုအတင်းရအုပ်ချုပ်မှုပိုင်းမှာတာဝန်ပေးခန့်အပ်တာကောင်းတဲ့လက္ခဏာဖြစ်ပေမဲ့အချို့ဘောလုံးသုံးသက်သူတွေကတော့စိုးရိမ်မှုတွေရှိနေပါတယ်။အထူးသဖြင့်မန်ယူရဲ့ကြာဆုံးနေရတဲ့အဓိကအချက်တွေတွေကတခြားဆာအလက်ဖာဂူဆန်ရဲ့နီးပြဖွဲ့ဝင်ဟောင်းတွေနဲ့မန်ယူကစားမဟောင်းတွေကိုနီးပြဖွဲ့တဲ့ခန့်အပ်မှုဟာနီးပြနဲ့ကစားမလူငယ်ကစားမတွေကြားမှာအားပြိုင်မှုဖြစ်စေပြီးအသေးစီးလုံးညီညွတ်မှုကိုပြတ်ပြားစေတယ်လို့ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါဘောက်ကုဆန်လိုအတင်းမှာတကူတော့အာနာချီထွားမှုကိုမလို့ခြင်းပဲဘုတ်ဘွဲရဲ့ရည်ရွယ်ချက်ရှိရှိမာယွန်းနဲ့လှုပ်ဆောင်မှုကြောင့်မန်ယူကြဆုံးနေရတာလို့လည်းသုံးသပ်သူတချို့ကထောက်ပြကြပါတယ်ဒီလိုသဘောထားမျိုးကိုပြုပြင်ပြီးအောင်မြင်မှုပြန်လည်ရရှိဖို့အတွက်အတင်းရဲ့ဆေးဖွဲ့လေ့ကျင့်ရမှုများဤပြတဲ့ဖွဲ့ဝင်များကစားမပြောင်းရွှေ့များအပြောင်းရွှေ့တာဝန်ခံဒါရိုက်တာနဲ့လူငယ်ကစားမပြောထောက်မှုဆိုင်ရာတာဝန်ရှိသူများကိုဤပြချက်ရဲ့သဘောတူညီမှုညက်ခန့်အပ်ခြင်းထုတ်ပယ်ခြင်းလုံနိုင်တဲ့ဒီထိစာရလက်ဖောက်ကုဆန်တော့ကလိုပဲပါဝါပေးထားလို့လိုအပ်ပါတယ်ဒီလိုမှသာဤပြရဲ့လက်ညှိုးမှုအောက်မှာထိုင်ဆိုထိုင်ထဆိုထဆိုတဲ့အတင်းတင်းဖြစ်အောင်ပြန်လည်တိဆောက်ပြီးအောင်မြင်မှုကိုပြန်လည်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ် ။ဤပိုင်းရဲ့တွေးကြုံကအတင်းအကျပ်အကျိုးရှိမှသိကြပါမယ်။ဒီလိုရာလိုပြောင်းလဲတွေနဲ့တူအတင်းရောက်အုပ်ထုံးမှုပိုင်းမှာပါဝါမျှဝေမှုစီစဉ်နေကမယူအတင်းရဲ့နာဂတ်တွေဘလို့ကျိုးတက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အလီဗာပူးစကော100